Union of Burma Channel ကိုကြည့်ရှုနေကြတဲ့ပရိသတ်များအားလုံးမင်္ဂလာပါဒီကနေ့တင်ဆက်ပေးမှာကတော့ဒုတိယကမ္ဘာစစ်ဗမာပြည်စစ်မျက်နှာမှာမဟာမိတ်တပ်ဖွဲ့တွေနဲ့အတူပစိဂျပန်ကိုတော်လှန်တိုက်ခိုက်ခဲ့တဲ့ပချင်ရိန်ဂျာတပ်ဖွဲ့အကြောင်းပဲဖြစ်ပါတယ်ဒုတိယကမ္ဘာစစ်ဗမာပြည်ဒေသကြီးရဲ့အစ်စ်မြေပြင်မှာမဟာမိတ်တပ်ဖွဲ့တွေအနေနဲ့ enemy line လို့ခေါ်တဲ့ရန်သူခန့်စစ်စည်းကိုရင်ဆိုင်ချီတက်တိုက်ခိုက်တဲ့တမယိုးကြဆစ်စင်ရေးတွေအပြင် ရန်သူခန်စစ်စီရဲ့အနောက်ဘက်အတွင်းထဲကိုတပ်ဖွဲ့ဝင်တွေကိုလေကြောင်းကနေပို့ဆောင်ပြီးလှုပ်ရှားတိုက်ခိုက်စေတဲ့ပျောက်ကြားစစ်စင်ရေးတွေကိုပါလှုပ်ဆောင်ခဲ့ကြပါတယ်။ဂျပန်တွေထိန်းချုပ်ထားတဲ့ဗမာပြည်ဒေသအတွင်းပိုင်းထဲကိုထိုးပတ်ဝင်ရောက်ပြီးပျောက်ကြားစစ်စင်ရေးတွေလှုပ်ဆောင်ခဲ့ကြတဲ့ဗြိတိချဗိုလ်ချုပ်ဝင်းကေရဲ့ချင်းတစ်လို့ခေါ်တဲ့ချင်းတစ်တပ်ဖွဲ့အမေရိကန်ဗိုလ်ချုပ်မယ်ရီဥဆောင်တဲ့ Maris Marudas တို့လိုပဲထင်ရှားတဲ့ပျောက်ကြားတပ်ဖွဲ့တစ်ခုကတော့ကချင် Rangers တပ်ဖွဲ့ဖြစ်ပါတယ် တော်ရင်ချုံကိုတိုက်ခိုက်ရမှာအထူးကျွမ်းကျင်ကြတဲ့ကချင် Ranger တပ်ဖွဲ့ဝင်တွေဟာ China Burma India တည်ရတာလို့ခေါ်တဲ့ CBI ဖက်စစ်ဒေါ်လာရေးစစ်မျက်နှာရဲ့အဓိကဆက်သွယ်ရေးလမ်းကြောင်းပွင့်သွားအောင်တိုက်ခိုက်နိုင်မှုအတွက်ရန်သူနယ်မြေထဲလှုပ်ရှားဝင်ရောက်ပြီးရှေ့ကနေလမ်းဖွင့်ပေးခဲ့တဲ့တောင်တန်းဒေသသားမဟာမိတ်စစ်တီတွေပဲဖြစ်ပါတယ်။1942ခုနှစ်နှွေဦးကာလမှာပဲဖက်စစ်ဂျပန်တို့ဟာဗမာပြည်ဒေသကိုအခက်အခဲမရှိသိမ်းပိုက်နိုင်ခဲ့ပါတယ်။ ရန်ကုန်နဲ့မန္တလေးတို့လိုအဓိကမြို့ကြီးတွေဟာလည်းဂျပန်တွေလက်ထက်ကို အလင်းအမြန်ကျရောက်သွားခဲ့ပါတယ်။ဗြိတိရှားနဲ့အိန္ဒိယတပ်ဖွဲ့တွေဟာအိန္ဒိယပြည်ထဲကိုဆုတ်ကွာသွားခဲ့ကြရသလိုအမေရိကန်ဗိုလ်ချုပ်ကြီးဂျိုးဆက်စတီဝဲရဲ့အမိန်ပေးကုကဲမှုအောက်မှာရှိတဲ့တရုတ်တပ်မတော်တွေဟာလည်းအတန်ပြည်ကိုဆုတ်ကွာသွားခဲ့ရပါတယ်။ဗမာပြည်ဒေသရဲ့မြောက်ဘက်ပိုင်းကတောင်လမ်းတွေပေါ်ကနေဆက်သွယ်ဖောက်လုပ်ထားတဲ့ဘာမာရုတ်လမ်းမကြီးကိုဂျပန်တွေထိမ့်ချုပ်သွားနိုင်တဲ့နောက်မှာတော့အိန္ဒိယမှာရှိတဲ့ အခြေစိုက်စခန်းတွေကနေတရုတ်ပြည်တဲကမဟာမိတ်တရုတ်တပ်တွေစီပို့ဆောင်ဆက်သွယ်လမ်းကြောင်းပြတ်တောက်သွားခဲ့ရပါတယ်။တရုတ်တပ်ဖွဲ့တွေကိုထောက်ပံ့ပေးနိုင်ဖို့အန်ဒီရဲများပြီးတော့ကုန်ကြစည်ကြီးတဲ့ဟင်းမွန်ဒါတောင်တန်းတွေပေါ်ကနေကြော်ဖြတ်ပြီးဘီရင်နဲ့ပို့ဆောင်ရေးကိုအသုံးပြုနေရတဲ့အတွက်မဟာမိတ်တပ်တွေအနေနဲ့ဗမာပြည်ဒေသကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ကအရေးကြီးလာခဲ့ပါတယ်။ဗြိတိရှဗမာပြည်ဒေသမှာပြည်သူတော်တော်များများရဲ့ထောက်ခံအားပေးပံ့ပိုးကူညီမှုကိုရရှိခဲ့တဲ့အတွက် အခက်အခဲမရှိချီတက်သိမ့်ပိုက်လာနိုင်ခဲ့တဲ့ဂျပန်တပ်တွေဟာတောင်တန်းဒေသပြည်တွေစီရောက်လာတဲ့အခါမှာတော့မတ်ဆောက်တဲ့တောင်တန်းတွေတောနဲ့ကြီးတွေကိုအကာအကွယ်ယူပြီးတရဲတစ်ပတ်စီးသလိုကြမ်းကြမ်းတန်းတန်းတိုက်ခိုက်တတ်တဲ့တောင်တန်းဒေသသားတွေရဲ့တောက်ကြားစစ်နဲ့ခုခံတိုက်ခိုက်မှုတွေကြောင့်တောင်တန်းဒေသပြည်တွေကိုထိမ့်ချုပ်ဖို့နဲ့အဲ့ဒီကတဆင့်အိန္ဒိယနဲ့တရုတ်ပြည်တို့ကိုဆက်လက်တိုက်ခိုက်ဖို့အခက်အခဲတွေနဲ့ရင်ဆိုင်နေခဲ့ရပါတယ်။ China ဘာမှအိန္ဒိယ CBI ဖက်ဆက်တော်လိုင်းစစ်မျက်နှာမှာလှုပ်ရှားဖို့အတွက် The Office of Strategic Service OSS လို့ခေါ်တဲ့ American View ဟာဌာနဟာ Detachment 101ကိုဖွဲ့စည်းပြီး April 14ရက်1942ခုနှစ်မှာစစ်ဆင်ရေးတွေစတင်ခဲ့ပါတယ်။ဒီတရားတက်ဖွဲ့ရဲ့တာဝန်ကတော့တည်င်းအချက်လက်ထောက်လန်းစုဆောင်ခြင်း၊ကြောက်ကြားစစ်နဲ့ဂျပန်တွေကိုနှောက်ယှက်တိုက်ခိုက်ခြင်း၊မဟာမိတ်လီတာကဘုံကျဲနိုင်ဖို့ပြစ်မှတ်တွေကိုရှာဖွေအတည်ပြုခြင်းနဲ့ရန်သူနယ်မြေတွေပြတ်ကျတဲ့မဟာမိတ်လင်မှုတွေကိုရှာဖွေကယ်ဆယ်ခြင်းတွေကို လုဆောင်မှုဖြစ်ပါတယ်။ဒီတပ်ဖွဲ့မှာအမေရိကန်ဝန်ထမ်းတွေကယာကနန်းလောက်ပဲပါဝင်ပြီးတော့စစ်စင်ရေးတွေလုဆောင်နိုင်ဖို့အတွက်တောင်တန်းသားဒေသခံတွေရဲ့ပါဝင်ကူညီမှုကိုအဓိကအားထားခဲ့ကြရပါတယ်။အာတန်ပြည်နာဇီရာမှာဌာနချုပ်စတင်အခြေစိုက်ခဲ့တဲ့တရ1တပ်ဖွဲ့ဟာစစ်စင်ရေးပထမအဆင့်အနေနဲ့1943ခုနှစ်အလယ်ပိုင်းကနေ1944ခုနှစ်ဖေဖော်ဝါရီလအထိဗမာပြည်မြောက်ပိုင်းဒေသတွေကိုဝင်ရောက်ပြီးတရင်အချက်လက်စုဆောင်းထောက်လှမ်းခြင်းတွေကိုလုဆောင်ခဲ့ပါတယ်။ အစင်းနှစ်အနေနဲ့1944ခုနှစ်ဖေဖော်ဝါရီလကနေမေလအထိကြောက်ကြားတပ်ဖွဲ့ဝင်တွေကိုစုဆောင်းခြင်းလက်ကျင့်ပေးခြင်းနဲ့အတူဒီတပ်ဖွဲ့ဝင်တွေနဲ့တမယိုးကြမဟုတ်တဲ့စစ်စင်ရေးတွေကိုလုပ်ဆောင်ခဲ့ကြပါတယ်။1944ခုနှစ်မေလကနေဩဂုတ်လအတွင်းမှာတော့ကြောက်ကြားစစ်စင်ရေးဟာတရက်တက်ဖွဲ့ရဲ့အဓိကတာဝန်တရက်ဖြစ်လာခဲ့ပါတယ်။တရက်တက်ဖွဲ့ဟာအစာပိုင်းမှာအဖွဲ့ငယ်လေးတွေဒါမှမဟုတ်တူဦးချင်းစီကိုဂျပန်တို့ရဲ့နောက်တန်းမှာရှိတဲ့ဝေးလံခေါင်တည်တဲ့ကချင်ရွာတွေစီလေထီးနဲ့ချပေးပြီး စတင်လှုပ်ရှားခဲ့ကြပါတယ်။ဒီအေဂျင့်တွေကကချင်ဒေသခံပျောက်ကြားတပ်ဖွဲ့တွေနဲ့ဆက်သွယ်လှုပ်ရှားတာကချင်ပျောက်ကြားတပ်ဖွဲ့တွေတီထောင်လာတွေကိုလွှတ်ဆောင်ခဲ့ကြပြီးအမေရိကန်တွေကလက်နက်ရိက္ခာစက်ကရိယာတွေကိုလေထီးနဲ့ချပေးပြီးကချင်တောင်တန်းဒေသကပျောက်ကြားတပ်ဖွဲ့တွေကိုထောက်ပံ့ပေးခဲ့ပါတယ်။ဒီတရားတစ်တပ်ဖွဲ့ကဖွဲ့စည်းခဲ့တဲ့ကချင်ရိန်ဂျာတွေဟာဂျပန်တွေထိမ့်ချုပ်ထားတဲ့နယ်မြေတွေထဲမှာတမယိုးကြမဟုတ်တဲ့စစ်စင်ရေးတွေကိုလွှတ်ဆောင်ခဲ့ကြပါတယ်။ဂျပန်ကင်းလက်တပ်တွေကိုချုံခုတိုက်ခိုက်တာ လျင်ပြတ်ကျတဲ့မဟာမိတ်လျင်မူးတွေကိုရှာဖွေကယ်ဆယ်တာတောထဲမှာလျင်ဆင်းသက်နိုင်ဖို့အတွက်ရှင်းလင်းတာတွေကအစလှုပ်ဆောင်ခဲ့ကြပါတယ်1944ခုနှစ်နှစ်ကုန်ပိုင်းအထိမဟာမိတ်အမတ်30လီတာရဲ့ဂျပန်တို့ကိုဘုံကျဲတိုက်ခတ်မှုပြင်းမှတ်80ရာခိုင်နှုန်းဟာတရတစ်တပ်ဖွဲ့ကချင်ရင်းဂျာတွေရဲ့ထောက်လိုင်းရေးအချက်လက်တွေကြောင့်တိုက်ခိုက်နိုင်ခဲ့တာဖြစ်ပါတယ်တရုတ်ပြည်မှာစီးရေးအခြေအနေကြောင့်ဗမာပြည်မြောက်ပိုင်းမှာရှိတဲ့တရုတ်တပ်မတစ်ခုကိုတရုတ်ပြည်ကိုပြန်ခေါ်သွားပြီးတဲ့နောက်တိုက်ရင်၄ခုနဲ့အင်အား၁၀၀၀လောက်ရှိနေပြီဖြစ်တဲ့ ကချင် Ranger တပ်ဖွဲ့တွေဟာတရုတ်တပ်တွေလေ့လက်သွားတဲ့နေရာမှာဝင်ရောက်တာဝန်ယူခဲ့ပါတယ်။ကချင် Ranger တပ်ဖွဲ့တွေဟာစီးပွဲရဲ့တရုတ်တပ်ဖွဲ့ Marius Maruda တပ်ဖွဲ့နဲ့ဝင်းကေးရဲ့တပ်ဖွဲ့တွေဝင်ရောက်လာနိုင်ဖို့အတွက်ရှေ့ပြေးတပ်တွေအနေနဲ့ရှင်းလင်းလမ်းဖွင့်ပေးနိုင်ခဲ့ပါတယ်။ဖက်စစ်ဂျပန်တွေကိုထိုးစစ်ဆင်ဖို့မြောက်ဘက်ကဝင်ရောက်လာတဲ့ Steward ဥဆောင်တဲ့တရုတ်တပ်မတော်နဲ့အနောက်ဘက်ကဝင်ရောက်လာတဲ့ British အမတ်စလီတပ်မတော်တို့ကြားကမိုင်း200ကျော်လစ်ဟာနေတဲ့ဒေသတွေမှာအချင်း Ranger တပ်ဖွဲ့တွေကတာဝန်ယူတိုက်ခိုက်ခဲ့ပါတယ်။ ကချင်ရိန်ဂျာတပ်ဖွဲ့တွေဟာမြစ်ကြီးနားဗမော်စတဲ့အဓိကမြို့ကြီးတွေကိုသိမ်းပိုက်ရာမှာပါဝင်ခဲ့ပြီးလာရှိုးမြို့ကိုရရှိပြီးတဲ့အချိန်မှာတော့တရုတ်ပြည်ကိုဆက်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ဘာမာရုတ်ကိုမဟာမိတ်တို့ထိန်းချုပ်နိုင်ခဲ့ပါတယ်။ဘာမာရုတ်ကိုထိန်းချုပ်နိုင်ခဲ့ပြီးအချိန်မှာတော့ကချင်ရိန်ဂျာကြောက်ကြားစစ်သည်တွေဟာသူတို့ရဲ့ဒေသကနေမိုင်းယာချီအဝေးကိုရောက်နေခဲ့ကြပါပြီ။အမေရိကန်တရားစ်တပ်ဖွဲ့ရဲ့စစ်စင်ရေးဟာဘာမာရုတ်ကိုထိန်းချုပ်နိုင်တဲ့အခါပြီးဆုံးပြီဖြစ်ပေမဲ့အခြေအနေတွေကပြောင်းလဲသွားပါတယ်။ မဟာမိတ်တပ်တွေတရုတ်ပြည်ထဲဆက်လက်ဝင်ရောက်သွားတဲ့အခါရှမ်းပြည်ထဲကနေထိုင်းဘက်ကိုစုပ်ကွာနေတဲ့ဂျပန်တပ်တွေကိုလိုက်လံတိုက်ခိုက်ဖို့တာဝန်ကိုအမေရိကန်တရတဲ့တပ်ဖွဲ့ကဆက်ယူရမှာဖြစ်ပါတယ်။ခြေကုံလက်ပန်းကျနေပြီဖြစ်တဲ့ကချင်ရိန်ဂျာတပ်သားအများစုဟာစစ်စင်ရေးပြီးဆုံးလို့ပြန်သွားကြပြီမဲ့ကချင်ရိန်ဂျာ1500လောက်ဟာအမေရိကန်တရတဲ့တပ်ဖွဲ့ရဲ့နောက်စစ်စင်ရေးမှာဆက်လက်လိုက်ပါဖို့စီရင်ပေးခဲ့ကြပါတယ်။တရတဲ့တပ်ဖွဲ့ဟာလက်ကျန်ကချင်ရိန်ဂျာ1500အပြင်ရှမ်း၊ကရင်၊ဂေါ်ရခါနဲ့ မြန်မာလူမျိုးတို့ချို့ပါဝင်တဲ့ဒေသခံ1500ကိုထပ်မံစုဆောင်းနိုင်ခဲ့ပြီးတော့စုစုပေါင်းအင်အား3000ကိုတပ်ရင်း၄ရင်းဖွဲ့စည်းပြီးဖက်စစ်ဂျပန်တွေကိုထိုင်းနယ်စပ်အထိဆက်လက်တိုက်ခိုက်ခဲ့ပါတယ်။မြမပြည်အောက်ပိုင်းဒေသမှာဖက်စစ်ဂျပန်တွေကိုတော်လန်ကြောင်းမကြေညာခင်ရပ်ပိုက်ဖြစ်တဲ့1945မတ်လ24ကနေ26ရက်နေ့အထိဗမော်အနီးကစိန်လုံကဘာမှာဖက်စစ်ဂျပန်တွေကိုအောင်မြင်ခြင်းအထိတ်မှတ်အနေနဲ့ဗဒံမနောင်လို့ခေါ်တဲ့အောင်ပွဲခံမနောပွဲကျင်းပပြီး ကချင်ရိန်ဂျာတပ်ဖွဲ့တွေအောင်ပွဲခံခဲ့ကြပါတယ်။အဲဒီအောင်ပွဲခံမနောပွဲမှာကချင်ရိန်ဂျာတပ်ဖွဲ့ဝင်တွေကို Citation for Military Assistance လို့ခေါ်တဲ့ CMA စုစည်းတွေချီးမြှင့်ခဲ့ပါတယ်။ရိုးရတာကိုအမြဲလွှဲထားတတ်တဲ့ကချင်ရိန်ဂျာတပ်သားတွေဟာဒုတိယကမ္ဘာစစ်ကာလဗမာပြည်ဒေသအစစ်မြေနာမှာအမေရိကန်ဗျူဟာဌာနရဲ့တပ်ဖွဲ့တရတင်းနဲ့ဒူလက်တွဲပြီးဖက်စစ်ဂျပန်တွေကိုတိုက်ခိုက်ခဲ့ကြပါတယ်။အမေရိကန်အရာရှိတွေရဲ့လက်ကျင့်ပေးမှုဥဆောင်မှုနဲ့အတူရန်သူနယ်မြေထဲမှာတရင်အချက်လက်ထောက်လန်းခြင်း ဘုံကျဲတိုက်ခိုက်ဖို့ပြစ်မှတ်တွေကိုရှာဖွေအတည်ပြုခြင်း၊လေရင်ပြတ်ကျတဲ့မဟာမိတ်လေရင်မှုတွေကို ရှာဖွေကယ်ဆယ်ခြင်းတွေကိုလှုပ်ဆောင်ခဲ့ကြပါတယ်။တောင်တန်းထေသတွေပေါ်ကအမဲလိုက်မုတ်ဆိုးတွေဖြစ်လို့ပင်ကိုယ်သဘာဝပျောက်ကြားစစ်စင်ရေစွမ်းရည်တွေနဲ့ပြည့်ဝပြီးတိုက်ရိုက်ခိုက်ရေးကောင်းတဲ့ရဲရင်တဲ့ကချင်ရိန်ဂျာစစ်တီတွေဟာအင်အားကြီးမားတဲ့ဂျပန်တပ်တွေကိုပျောက်ကြားစစ်စင်ရေးနဲ့နှောက်ယှက်တိုက်ခိုက်ခဲ့ကြပါတယ်။ကချင်ရိန်ဂျာတပ်ဖွဲ့တွေဟာဂျပန်တို့ရဲ့ဗမာပြည်ဒေသကိုအလုံးစုံထိ ंछ ုပ်ရေးနဲ့ အိန္ဒိယပြည်ဆက်လက်သိမ်းပိုက်ရေးတို့ကိုတားဆီးနိုင်ဖို့ထင်ရှားတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။အမေရိကန်တရားတစ်တပ်ဖွဲ့ဟာ1945ဇူလိုင်လ12ရက်စစ်စင်ရေးပြီးဆုံးချိန်မှာတော့အောင်မြင်တဲ့ရလဒ်တို့နဲ့အတူအဖွဲ့ကိုဖျက်သိမ်းနိုင်ခဲ့ပါတယ်။တရားဝင်သတင်းအချက်အလက်တွေအရဂျပန်စစ်သား9428ယောက်ကိုတုတ်တင်နိုင်ခဲ့ပြီးမဟာမိတ်တပ်ဖွဲ့ဝင်954ယောက်ကိုကယ်ဆယ်နိုင်ခဲ့ပါတယ်။ ဂျပန်တပ်ဖွဲ့ဝင်1000ကျော်လောက်ကိုကြဆုံဒါမှမဟုတ်ဒဏ်ရာရအောင်တိုက်ခိုက်နိုင်ခဲ့တဲ့အပြင်ဂျပန်တွေအုံပြုတဲ့ယင်ရန်တရားတွေလမ်းတရားတွေယထားတွေနဲ့ရိတ်ခါတွေကိုဖျက်ဆီးနိုင်ခဲ့ပါတယ်။အမေရိကန်တရားတစ်တပ်ဖွဲ့ဟာဗမာပြည်ဒေသဖက်စစ်တော်လှန်ရေးမှာထူးချွန်တဲ့စွမ်းဆောင်ရည်တွေကိုပြသနိုင်ခဲ့တာကြောင့် Presidential Distinguished Unit Citation လို့ခေါ်တဲ့သမ္မတရဲ့ဂုဏ်ပြုဆုတစ်စိတ်ချီးမြှင့်ခံခဲ့ရပါတယ်။တရားတက်တပ်ဖွဲ့ကိုဖွဲ့စည်းခဲ့တဲ့ The Office of Strategic Service OSS ဌာနဟာလည်းနောက်တစ်ချိန်မှာ Central Intelligence Agency CIA ဖြစ်လာခဲ့ပြီးအမေရိကန်တရားတစ်တပ်ဖွဲ့ရဲ့ကချင် Rangers တပ်ဖွဲ့ဟာလည်းအမေရိကန်အထူးစစ်စင်ရေးတပ်ဖွဲ့တွေရဲ့စံနမူနာတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီကနေ့တင်ဆက်ပေးသွားတာကတော့ဒုတိယကမ္ဘာစစ်မာပြည်စစ်မျက်နှာမှာဖက်စစ်ဂျပန်တွေကိုတိုက်ခိုက်ရမှာထင်ရှားတဲ့ကချင် Ranger တပ်ဖွဲ့အကြောင်းပဲဖြစ်ပါတယ်။နောက်တစ်ပတ်တွင်မှလည်းဆက်လက်အားပေးကြပါဦးခင်ဗျာ။